စီစဉ်တင်ဆက်သူသတင်းကြေညာသူအဖြစ်အများကြီးလုပ်ခဲ့တာပေါ့နော်အဲအခုလက်ရှိမှာတော့ကျွန်တော်ကဒီပြင်ပမှာမင်္ဂလာခမ်းနားမှုကျွန်တော် corporate event တွေမှာ event MC ဖြစ်ကျွန်တော်ဆောင်ရွက်ပါတယ်။အဲနောက်တစ်ခုကအဲကျွန်တော်ကိုယ်တိုင်လည်းပဲဒီ TV presenter နဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်ရှင်ကျွန်တော်ပြင်ပမှာ event တွေမှာ MC လုပ်ချင်တဲ့လူငယ်တွေကျွန်တော်တို့လိုမျိုးမင်္ဂလာခမ်းနားမှု season တင်ဆက်သူဆောင်ရွက်ချင်တဲ့လူငယ်တွေဒီခလေးအတွက်ကိုကျွန်တော်တို့အဲဆရာသမားတွေသင်ကြားပေးခဲ့တဲ့ပညာတွေနဲ့ကျွန်တော်တို့လေ့လာထားတဲ့ကျွန်တော်တို့တွေ့ကြုံထားတဲ့အတွေ့အကြုံဘဝတုဒ္တရတွေနဲ့ပေါင်းဆက်ပြီးတော့ဒီကျွန်တော်တို့ကတော့ကျွန်တော်အသက်16နှစ်မှာ TV presenter ဘဝကိုစရောက်တယ်ပေါ့။စောက်တဲ့အခါမှာ အဲကျွန်တော်ဘာတလုံးမှမသိဘူးဘာမှနားမလည်ခဲ့ဘူးပေါ့တီဗီအစီအစဉ်တွေဘလို့တင်ဆက်ရလဲတီဗီအစီအစဉ်တင်ဆက်သူဆိုတာဘလို့လဲသတင်းကြေညာတာဘလို့မျိုးလဲဘာမှမသိခဲ့ရဘူးเนาะဆိုတော့အဲ့ဘဝကနေစပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့မိခင်ဌာနဖြစ်တဲ့ MRTV4 Forever Group ကနေပြီးတော့ကျွန်တော်တို့ဆရာသမားတွေကျွန်တော်တို့ရဲ့ senior အကူတွေမှတွေကစပြီးတော့တင်ပေးခဲ့တာပါ

ဟုတ်ကဲ့ပါခင်ဗျအဲကျွန်တော်က MRTV 4 Forever Group ပေါ့နော် Forever Group မှာကျွန်တော်9နှစ်တာဝန်ကျဆင်းနေပါတယ်အဲ့ဒီမှာတော့ကျွန်တော် TV presenter နောက်ဒီဒီဒါဘောဘောဒီ channel တွေလည်းကျွန်တော်အများကြီးအဲဆောင်ရွက်ပြီးတော့လုပ်ကိုင်ခဲ့တာရှိပါတယ်ပြီးတော့ကျွန်တော်ဒီ MMDC မှာမြန်မာ Media Development Center မှာလည်း presentation trainer အနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တာလည်းရှိပါတယ်အဲအဓိကတော့ကျွန်တော်စီစဉ်တင်ဆက်သူသတင်းကြေညာသူအဖြစ်အများကြီးလုပ်ခဲ့တာပေါ့နော်အဲအခုလက်ရှိမှာတော့ကျွန်တော်ကဒီပြင်ပမှာမင်္ဂလာခမ်းနားမှု နောက်ကျွန်တော် corporate event တွေမှာ event mc အဖြစ်ကျွန်တော်ဆောင်ရွက်ပါတယ်အဲနောက်တစ်ခုကကျွန်တော်ကိုယ်တိုင်လည်းပဲဒီ tv presenter နဲ့ပတ်သက်ပြီးတော့ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်ပြင်ပမှာ event တွေမှာ mc လုပ်ခြင်းနဲ့လူငယ်တွေကျွန်တော်တို့မျိုးမင်္ဂလာခမ်းနားမှု season တင်ဆက်သူဆောင်ရွက်ခြင်းနဲ့လူငယ်တွေဒီခလေးတွေအတွက်ကိုကျွန်တော်တို့ဆရာသမားတွေသင်ကြားပေးခဲ့တဲ့ပညာတွေနဲ့ကျွန်တော်တို့လေ့လာထားတဲ့ကျွန်တော်တို့တွေ့ကြုံထားတဲ့အတွေ့အကြုံဘဝဒုတာတွေနဲ့ပေါင်းဆက်ပြီးတော့ဒီ MC class ပေါ့နော်ဒီခဏမှုတင်တဲ့ season တင်ဆက်သူတင်တဲ့ကျွန်တော်ဖွင့်လှစ်ထားပါတယ်အဲ့ဒါကိုလည်းပဲကျွန်တော်မိတ်ဆွေဆရာကို ND နဲ့ကျွန်တော်နဲ့နှစ်ယောက်ပေါင်းပြီးတော့အမြဲတမ်းဖွင့်ပြတယ်ပေါ့နော်အခုဆိုရင် batch 12ထိရောက်လာပြီပေါ့နော်တင်တဲ့အမှတ်စဉ်12ထိရောက်လာပြီအဲ့တော့ဒီကျွန်တော်တို့ကတော့ကျွန်တော်အသက်16နှစ်မှာ TV presenter ဘဝကိုစရောက်တယ်ပေါ့စောက်တဲ့အခါမှာ ဲကျွန်တော်ဘာတလုံးမှမသိဘူးဘာမှနားမလည်ခဲ့ဘူးပေါ့တီဗီအစီအစဉ်တွေဘလို့တင်ဆက်ရလဲတီဗီအစီအစဉ်တင်ဆက်သူဆိုတာဘလို့လဲသတင်းကြေညာတာဘလို့မျိုးလဲဘာမှမသိခဲ့ရဘူးเนาะဆိုတော့အဲ့ဘဝကနေစပြီးတော့ကျွန်တော်တို့ကိုကျွန်တော်တို့မိခင်ဌာနဖြစ်တဲ့ MRTV4 Forever Group ကနေပြီးတော့ကျွန်တော်တို့ကိုဆရာသမားတွေကျွန်တော်တို့ရဲ့ senior အကိုတွေမတွေကစပြီးတော့တင်ပေးခဲ့တာပါအဲ့ဒီမှာစပြီးတော့ presentation ဆိုတာကိုကျွန်တော်တို့ထီတွေ့ခွင့်ရခဲ့ပါတယ်အဲ့လိုထီတွေ့လာတဲ့အချိန်ကနေစပြီးတော့အဲကျွန်တော်တို့ရဲ့ဆရာတွေအကိုတွေမတွေအကုန်လုံးသင်ကြားပြသမှုကနေတဆင့် အဲကျွန်တော်တို့ကိုယ်တိုင်အကောင်းဆုံးစူးစမ်းပြီးတော့ဆောင်ရွက်ခဲ့တာအဲအဲ့မှာလုတ်သက်9နှစ်တွင်မှာပေါ့နော်ဒီစီဇန်တင်ဆက်သူဘဝပြီးတော့ကျွန်တော်အရန်လုတ်ချင်ခဲ့တဲ့ဒီသတင်းကြီးညာသူပေါ့နော်သတင်းကြီးညာသူအဖြစ်ကျွန်တော်အများကြီးဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်အကောင်းဆုံးစူးစမ်းပြီးခဲ့တယ်ပေါ့နော်အဲနောက်လက်တွေ့ကျွန်တော်ပြင်ပမှာလုတ်ဒီလုတ်တဲ့အခါကျတော့လည်းပဲအဲကိုကိုတိုင်ပေါ့ဒီပြည်သက်နဲ့ဓာတ်ရိုက်ထိတွေ့ပြီးတော့စီဇန်နေတင်ဆက်ရတယ်ဒါကြတော့ကျွန်တော်တို့ခုနပြောလို့ပဲ corporate event တွေ company ဘွဲခန်းသားတွေအခုလိုမျိုးမင်္ဂလာခန်းသားတွေမှာကျွန်တော်တို့အခမ်းအနားမှုအဖြစ် MC ဖြစ်ဆောင်ရတဲ့အခါမှာပြည်သက်နဲ့ဓာတ်ရိုက်ထိတွေ့ပြီးတော့စကားတွေပြောပြီးတော့အလုပ်လုပ်ရတော့ဒီပုံစံလေးလေးတစ်မျိုးပြောင်းသွားတာပေါ့နော်အဲ့တော့အဲတင်ဆက်သူပဲဒါပေမဲ့တင်ဆက်ပုံတင်ဆက်နီးချင်းနီးလန်းနေပြီးမတူကြဘူးပေါ့နော်နောက်ကျွန်တော်ပြောရတဲ့စကားပြောရတဲ့ပုံစံပြီးတော့ပြောရတဲ့အနေအထားကျွန်တော်တို့အတန်းရင်အနေနဲ့ donation ကစားတာတွေကဆာမတူတော့ဘူးပေါ့နော်ဆိုတော့အဲအစီအစဉ်တင်ဆက်သူဖြစ်ခြင်းနဲ့ လူငယ်တွေကျွန်တော်တို့ညီလေးညီမတွေနောက်တစ်ခါကျွန်တော်တို့ဒီမင်္ဂလာခမ်းနားမှု MC ဖြစ်ချင်တဲ့လူငယ်တွေအများကြီးခုနောက်ပိုင်းမှာရှိလာတာကိုကျွန်တော်ပို့ပြီးတော့တွေ့လာပါဗျ။အဲ့တော့ကျွန်တော်ခစ်ကလည်းပို့ပြီးတော့ဖွံ့ဖြိုးလာတဲ့တိုးတက်လာတဲ့ခါကျတော့ဒီလုပ်ငန်းပိုင်းအရာကြည့်မယ်ဆိုရင်လည်းလုပ်ငန်းမှာလည်း MC ခမ်းနားမှုလိုအပ်ချက်တွေအများကြီးရှိပါတယ်။အဲ့လိုရှိတဲ့အခါမှာတကယ်တမ်းကိုအည်သွေးပြေဝတဲ့တကယ်ကောင်းကောင်းဥဆောင်ပြီးတော့လုပ်နိုင်တဲ့ MC ဖြစ်ဖို့လိုတာပေါ့နော်။ အဲ့တော့ကျွန်တော်ကတော့ဗာလိအကြံပေးခြင်းလဲဆိုတော့ကျွန်တော်ကိုယ်နိုင်လေကွနပြောသလိုပါပဲဘာမှမသိခဲ့ဘူးဒီမိခင်ဌာနကနေအရင်ဆုံး presentation ဆိုတော့စပြီးတော့ထိတွေ့ပြီးတော့ကျွန်တော်တို့တင်ပြလိုက်တယ်အဲ့ဒီကနေတစ်ဆင့်ကျွန်တော်တို့အတွေ့အကြုံတွေထပ်ပြီးတော့ဘဝတ္တတွေပညာတွေလေ့လာရင်းနဲ့ဒီလိုတစ်ဆင့်ချင်းဆက်ခဲ့ရတာပေါ့နော် တော့အခုစပြီးတော့စူးစမ်းခြင်းနဲ့စိတ်ဝင်စားခြင်းနဲ့စိတ်ဝင်စားတဲ့လူငယ်တွေအတွက်ဆိုရင်ကျွန်တော်တို့အကောင်းဆုံးကြံ့ကြံ့ပေးချင်တာကတော့ presentation ဆိုတာကိုစထိတွေ့ခြင်းရယ်ဟိုကျွန်တော်တို့သင်တန်းပါရင်မဟုတ်ပါဘူးဒီဒီတင်တန်းမဆိုတော့เนาะဒီ presentation နဲ့ပတ်သက်တဲ့သင်ပေးတဲ့သင်တန်းတွေကိုစိုက်တဲ့သင်တန်းကို join ပါအဲသင်တန်းကိုဘာကြောင့် join ခိုင်းလဲဆိုရင်သင်တန်းဖြစ်တဲ့အတွက်စနစ်တကျနဲ့ teacher ကြာကြာနာနာသင်ပေးနိုင်တယ်เนาะတွေ့ကြုံရှိတဲ့ဆရာတွေအမှအများကြီးရှိတယ်အဲ့တော့အဲ့လိုမျိုးသင်တန်းကိုသင်ပေးလက်အဲသင်ယူလက်ချင်းအဖြစ် presentation ဆိုတဲ့ပါတိုင်းကိုကိုထိတွေ့ခွင့်ရပါတယ်ပြီးရင် presentation မှာဘာတွေလိုသလဲ ဘလူတွေစကားပြောမလဲဘလူတွေအစီအစဉ်တင်ဆက်မလဲပြီးရင်စင်ပေါ်နဲ့စင်အောင်ပရိသတ်နဲ့ဘလူ engagement တွေလုပ်မလဲစသဖြင့်ပေါ့နော်ပြီးရင်ကိုယ့်ရဲ့အတန် level နှုတ်ထားပေါ့ကျွန်တော်တို့ပြောတဲ့ intonation ပေါ့နော်အတန်အနှိမ့်မြင့်တွေဘလူကစားမလဲမင်္ဂလာခမ်းနားမှုဆိုရင်ဘလူပုံစံလေးတင်ဆက်မလဲအဲ့ဒီမင်္ဂလာခမ်းနားမှုမှာမနေ့မင်္ဂလာခမ်းနားနဲ့ညဒင်နာနဲ့ မတူတော့ပြန်ဘူးအဲ့မှာတင်ဆက်ပုံတွေကွဲသွားပြီးစကလုံးအုံလုံးနေစတဲ့ပြင်ပေါ့နော်အဲ corporate event တွေမှာဆိုရင် event တွေမှာ MC လုပ်ရင်ဘယ်လိုပုံစံလုပ်မလဲပြီးပြည်သက်နဲ့အဲ public area မှာဓာတ်ရိုက်ထိတွေ့ပြီးတော့လှုပ်ရတဲ့အခမ်းအနားတွေမှာဆိုရင်ရောကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့လုပ်မလဲပေါ့ဒါတွေကိုလည်းကျွန်တော်တို့အများကြီးအဲပြည်သက်နဲ့ဓာတ်ရိုက်ထိတွေ့ပြီးတော့လက်တွေ့လှုပ်ရတဲ့အခမ်းအနားတွေမှာဆိုရင်လည်းကျွန်တော်ဘယ်လိုပုံစံမျိုးနဲ့ MC ဖြစ်တင်ဆက်မလဲဆိုတော့တင်ဆက်ပုံတင်ဆက်နေလည်းအများကြီးရှိပါတယ်အဲ့ဒါတွေကိုတဆင်ချင်းစီစူးစမ်းပြီးတော့စနစ်တကျလေ့လာစေချင်ပါတယ်ခင်ဗျာ